စကြဝဠာတစ်ခုလုံးရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးမယ့်တရားခွင်ကြီးတစ်ခုအကြောင်းကိုစဉ်းစားကြည့်ကြရအောင်ဒီတစ်ခေါက်မှတော့အပြည့်ဆိုလဲပြဿနာကိုအယမျက်ကနေအပြီးတိုင်ဖြေရှင်းပြမယ်အပြည့်ဖြေရန်ဤအကြောင်းကိုနည်းနည်းနည်းဆွေးမြေ့ကြည့်ကြပါမယ်ဒီမြေခွန်းကတကယ်တော့အရာအလုံးရဲ့အစပါပဲဖန်ဆင်းရှင်ရဲ့ဥပဒေသေးကတကယ်ပဲမြတ်တာပြီးလိုင်းနာနိုင်တဲ့အရာဒီလားဒါမှမဟုတ်တကယ်တော့လိုင်းနာဖို့မဖြစ်နိုင်တဲ့ဖီနီမိုတတ်တတ်ပဲလားဒါဟာဖန်ဆင်းရှင်တမိုင်းတျှော်လုံးရဲ့အဓိကမိခွန်းဖြစ်နေကြတာပါဆရော့ ဒီပြဿနာကိုရှင်းရှင်းလင်းလင်းမြင်ဖို့အတွက်ဒီဇလန်းကိုလူသားရိရဲ့အဖြစ်ကြောင့်တက်တက်လို့မကြည့်ပဲဖျားသခင်ရဲ့သဘောတဘာဝသူ့ရဲ့စာရိတ်တာကိုစကြဝဠာကြီးတစ်ခုလုံးရှိမှစစ်ဆေးတဲ့တရားခွင်ကြီးတစ်ခုအဖြစ်ရှုမြင်ကြည့်ကြရအောင်ဒါကတော့အရင်အမြင့်ထမ်းမှာဖော်ပြထားတဲ့အတိုင်းပဲစကြဝဠာတရားခွင်မှာတရားလို့ဘက်ကနေရက်နေတဲ့စတန်ရဲ့ပြန်ထန်တဲ့ဆွဆွဲချက်ပါပဲဒီဆွဆွဲချက်ကဖျားသခင်ရဲ့အုတ်ချုပ်ပိုင်ခွင့်ကိုတိုက်ရိုက်စင်ခေါ်လိုက်တာနဲ့အတူတူပါပဲ။ ဒီတရားခွင်ရဲ့အဓိကအချက်ကတော့ဒီစန့်ကျင်ဘက်အငင်းအခွန်တစ်ခုပါတယ်။တစ်ဖက်မှာတော့စက်တန်ကဥပဒေဟာမတရားဘူးဖိနှိပ်မှုတသက်ပဲနာခံဖို့လည်းမဖြစ်နိုင်ဘူးလို့ဆွဆွဲနေတယ်။နောက် တစ်ဖက်မှာကျတော့ဖျားသခင်ရဲ့ယက်တီချက်ကဥပဒေဟာမေတ္တာရဲ့အနှစ်သာရဖြစ်တဲ့တရားမျှတာတဲ့နာခံရင်အသက်ရှင်ခြင်းကိုရမယ်လို့ဆိုပါတယ်။စစ်ကြောလာတစ်ခုလုံးကဘယ်ဖက်ကမှန်တယ်လဲဆိုတာကိုအပြင်းစီတုံစောင့်ကြည့်နေကြပါဗျ။ကဲဒီတရားခွင်ရဲ့အရေးကြီးဆုံးအလဲအပြောင်းကိုရောက်လာပါပြီ ဒီအမို့ကိုအပြည့်အသက်အဖြစ်ပေးမြက်ခိုင်လုံတဲ့သက်တည်အထောက်အထားကိုမိတ်ဆက်ရမယ်အချိန်ပါပဲဒီနေရာမှာတစ်ကို အရေးကြီးတဲ့ချက်တစ်ခုရှိပါတယ်ရှင်ပြန်ထမြောက်ချင်းဆိုတာဖြောင့်မတ်သူတွေအတွက်စုလပ်တစ်ခုတက်သက်မဟုတ်ပါဘူးဒါဟာ စာတန်ရဲ့ဥပဒေဟာတည်ရင်းကိုပဲဖြစ်စေတယ်ဆိုတဲ့ဆွဆွဲချက်ကိုဒိုက်ရိုက်ခြေဖြတ်ပစ်လိုက်တဲ့အဓိကတက်သေးတစ်ခုဖြစ်နေတာပါ အသက်ကို ပြန်ရခြင်းက ဥပရေဟာတည်ခြင်းနဲ့မဟုတ်ပဲအသက်ရှင်ခြင်းနဲ့ဆက်ဆက်နေကြောင်းတသက်ပြလိုက်တာပဲပေါ့။တရားစင်တဲ့ကိုတခုချင်းကြည့်လိုက်ရင်အဖြစ်ပြက်တွေကဘလို့ဆက်ဆက်နေလဲဆိုတာရှင်းသွားပါလိမ့်မယ်။ပထမဆုံးတထမမြောက်တံပိုးမှုတ်ပြီးတာနဲ့ဥပရေကိုလိုက်နာခဲ့တဲ့အာဇာနည်တွေဟာတည်ခြင်းကိုအောင်နိုင်ပြီးထမြောက်လာကြတယ်။သူတို့ရဲ့ရှင်ပြန်ထမြောက်ခြင်းကပဲဥပရေဟာမှန်တယ်အသက်ကိုပေးတယ်ဆိုတာကိုတည်ထူလိုက်တာပါအဲ့ဒီနောက်မှာမှအဲ့ဒီတည်ထူပြီးတာဥပရေဟာ နောက်ဆုံးတရားစီရင်ခြင်းရဲ့စံနှုန်းထက်လာတော့လာပေါ့ဒါကတော့အားလုံးကိုအချင်းချင်းလိုက်တယ်လို့ပါပဲနားခတ်မှုဆိုတာဖိနှိပ်မှုမဟုတ်ပဲတည်ခြင်းတရားကိုအောင်နိုင်တဲ့လမ်းစားဖြစ်တယ်ဆိုတာကိုပြနေတာပါဒါကဖယားတခင်ရဲ့စာရိယတ္တဟာတကယ်ပဲတရားမြတ်တာတည်းဆိုတာကိုအခိုင်အမာတည်တည်ပြလိုက်တာပဲဖြစ်ပါပဲကဲတရားခွင်ရဲ့အဆုံးဖြတ်ကတော့ကြားသွားပြီအခုစီရင်ချက်ကို အကောင့်အထည်ပေါ်တဲ့အပိုင်းပြောရရင်တော့စတဝလာကိုတန့်စင်တဲ့အပိုင်းကိုဆက်ကြည့်ကြရအောင် တရားခွင်မှာအနိုင်ရပြီးတဲ့နောက်မှာတော့အပြစ်ဖြေရနေ့ရဲ့လုံခြုံရေးစပါပြီ။ထကပါကိုဆိုလိုတယ်လဲဆိုတော့စစ်ကြဝဠာကိုတန်ရှင်းရဲ့လုပ်တဲ့ဖြစ်စဉ်ကြီးတစ်ခုလိုပါပဲ။အပြစ်နယ်ပုံကမှုရဲ့အဆအနာအော်ရုံကိုအပြစ်တိုင်းဖေရှားရှင်းလင်းပစ်တာကိုဆိုလိုတာပါ။ဒါမှဖန်ဆင်းချက်ဟာသူရဲ့မူလဆင်ကြတဲ့အခြေအနေကိုပြန်ရောက်နိုင်မှာပေါ့။ဒီတန်ဆင်ခြင်းမှာအပိုင်းနှစ်ပိုင်းပါဝင်ပါတယ်။ပရမတ်တစ်ခုကဖြောင်းမှတ်သူတွေကိုထာဝရဆင်လုံခြုံစေခြင်းဆိုလိုတာကသူတို့ဟာနောက်ထပ်အပြစ်ထဲမှာချရောက်တော့အောင်စုံလင်းစေခြင်းခံရမှာပါ။ ဒုတိယတစ်ခုကတော့ဖယ်ရှားခြင်းမကောင်းမှုတွေကိုဆက်လုပ်ပြီးဖန်ဆင်းခြင်းကိုညှဉ်းညူးစေသူတွေကိုတရားစီရင်ပြီးဖယ်ရှားပစ်ကြပဲဖြစ်ပါတယ်။ဒီဖယ်ရှားခြင်းရဲ့နောက်ွယ်ကသဘောတရားကတော့လက်တွန့်ပြန်တရားမျှတမှုပါပဲ။အရင်မြင့်အရာပြောရရင်တွေးထွက်တန်ယုံမှုနဲ့ညှဉ်းညူးထားတဲ့ကဘာမီးကိုတန့်စင်ဖို့အတွက်အဲ့ဒီတွေးကိုတွန်းခဲသူတွေကိုတရားစီရင်ဖို့လိုအပ်တယ်လို့ဆိုပါတယ်။ဒါဟာဖန်ဆင်းခြင်းရဲ့ညှဉ်းညူးမျှတမှုကိုပြန်လည်တည်ဆောက်တာပါပဲ။ ကဲအခုနောက်ဆုံးတန့်စင်ခြင်းနဲ့တရားစီရင်ခြင်းမှာဘာရီဆက်ဖြစ်မလဲဆိုတာကိုအသေးစိတ်ကြည့်လိုက်ကြရအောင်။နောက်ဆုံးအချင်းကာလာရဲ့ဖြစ်ရက်တွေဟာဒီလိုအစီအစဉ်အတိုင်းတိတိကျကျဖြစ်ပေါ်လာမှာပါ။ပထမဆုံးကပေးတွေသွန်းလောင်းမယ်။ပြီးရင်မကောင်းဆိုးရအញ្ញစုထစ်တဲ့တာရဲကိုတရားစီစဉ်မယ်။အဲ့ဒီနောက်မှာတော့ပုံကံမှုရဲ့အញ្ញမြင့်ထစ်တဲ့စာတန်ကိုချီနောင်ပြီးနောက်ဆုံးမှာတော့အပြည့်နဲ့ညညနေတဲ့ကဘာဟောင်းကိုမီးနဲ့ဖျက်ဆီးလိုက်ပါတော့တယ်။ ဒီနောက်ဆုံးအဖြစ်ဖြစ်ချင်းကိုပိုပြီးနားလည်လွယ်တော့အောင်ဝိပြုရကြံထဲကတမဟောင်းဥပမာလေးတစ်ခုနဲ့ရှင်းပြချင်ပါတယ်။ဒီမှာစိတ်နှကောင်ရှိတဲ့တကောင်ကယေရှုရဲ့အဖြစ်ဖြစ်ရာရက်ကိုကိုစားပြုပြီးနောက်တကောင်ဖြစ်တဲ့အာဇာစီလေးစိတ်ကတော့စာတန်ကိုကိုစားပြုပါတယ်။သူကတော့အပြစ်အလုံးကိုထယ်ဆောင်ပြီးချက်ခွာလာတဲ့ကနေအပြစ်တိုင်းနှင်ထုတ်ခိုင်းရမှာဖြစ်ပါတယ်။ဒါကအပြစ်ရဲ့အရင်အမျက်ကိုဖယ်ရှားဖြစ်တာကိုပုံဆောင်တာပါ။ဒါကတော့တကယ်အထွတ်အထိပ်တိုက်ပွဲကြီးပေါ့။ ကဘာပေါ်မှာရှိတဲ့မကောင်းဆိုးဝါးအင်အားစုတွေဖြစ်တဲ့တာယဲနဲ့ပရိုဖက်အထုအယောင်တွေကိုတရားစီရင်ပြီးမိအိုင်နဲ့ဖြစ်ချလိုက်ပါတယ်။သူတို့ရဲ့နောင်လိုက်တွေကိုလည်းအပီတိုင်းဖယ်ရှားဖြစ်ခြင်းအားဖြင့်ကဘာမီကိုတန့်စင်လိုက်တာပါ။ကဲဒီဇလန်ရဲ့အဆုံးသက်အပြစ်ဖြစ်ခြင်းရဲ့နောက်ဆုံးရလတ်နဲ့ယူရဲချက်ကဘာဖြစ်မလားဆိုတာကိုကြည့်ပြီးအဆုံးသက်လိုက်ကြရအောင်။ဒီພັນစင်ခြင်းရဲ့ပฏิပက္ခအာယုံကို အဆုံးသက်ပြီးမြအကြီးမြတ်ဆုံးဂရိတော်ကတော့ဒါပါပဲ။ ကောင်းကင်တင်းနဲ့မြေကြီးတဲ့ကော်ဖန်စင်းမယ်ဆိုရင်မျောလင်းချပါဒါဟာအရာအလုံးကိုအသစ်ဖြန်ဖြစ်စေမယ်နောက်ဆုံးအဖြေပဲဖြစ်ပါတယ်ဒီမှာကြည့်လိုက်ရင်အပိဖြေရာနဲ့ရဲ့အသွင်ပြောင်းလဲစေတဲ့တခုကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်အပိနာချင်မှုတေချင်းနေနဲ့ပြည့်နေတဲ့လောကဟောင်းကနေမိတ္တာနဲ့ဖြောင်းမချင်းတော့အုပ်ဆိုးတဲ့လောကတက်ကိုကူးပြောင်းခွာတာဟာတကယ်ကိုကြီးမားတဲ့ကွာချချက်ပါပဲဒီဖန်ဆင်းခြင်းတိမှာပေးထားတဲ့ကတိတော်တွေကတကယ်ကိုအန်တုစီယာကောင်းလွန်ပါတယ် ရှင်ပြန်ထမြောက်တဲ့အာစနီတွေကအုပ်ဆိုးမယ်လူတွေဟာအသက်ရှင်ရှင်နေရမယ်ငင်းချမှုအပြည့်ရှိမယ်ဘာဖြစ်စီမှုမှ ရှိတော့မှာမဟုတ်ပါဘူးအဲ့တော့ဇလန်းကိုပြန်ချုပ်ရရင်ဒီအန်တော်ဆရာကောင်းတဲ့နိုင်ငံတော်သက်ဆိုတာတခြားမဟုတ်ပါဘူးဟိုးအစာကစကြောလာတရားခွင်ကိုအနိုင်ရခဲ့တဲ့အာစနီတွေအတွက်ဆူလာပါပဲသူတို့ရဲ့အောင်မြင်မှုကြောင့်ဒီနိုင်ငံတော်သက်ထဲပေါ်လာတာပါအဆုံးသက်အနေနဲ့ဒီမေကွန်လေးကို အတူတူစဉ်းစားကြည့်ကြရအောင် တရားစီရင်ခြင်းရဲ့တကယ့်ယူရချက်ကအေးရရကိုဖျက်ဆီးဖို့ပဲလားဒါမှမဟုတ်ပိုကောင်းတဲ့အပြစ်အနာအစာကင်းတဲ့ထာဝရဖန်ဆင်းခြင်းတစ်ခုစီသွားဖို့လမ်းခင်းပေးတာလားဒီเจ้าရာကနေဘလို့အထွေးခော့တွေရလိုက်တယ်လဲဆိုတာကိုပြန်လဲစဉ်းစားကြည့်ဖို့ခြံထားခဲ့ခြင်းပါတယ်